်မင်္ဂလာပါရှင် listener heaven channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသော နေ့လေးတစ်နေ့ဖြစ်ပါစေနော်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာသိပ်ပံမောင်ဝရေးသားထားတဲ့ဝိတုဆောင်းပါဘောင်းကြုံတဲ့ထဲကတေလေးဆိုတဲ့အပိုက်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ကျမကတော့နန်းတိန်ကြီးဖြစ်ပါတယ်မောင်လူအေးဒီမမြတန်းတေဆုံးပြီးသည့်နောက်တေလီတယောက်ဖြစ်လျက်နေတော့ဤ ယုံတက်ခြင်းလဲမမှန်ယုံစင်းခြင်းလဲမမှန်အလုတ်ကိုလဲကောင်းကောင်းမလုတ်သူတကာယုံတက်သောခြင်းတွင်အိရာတဲ့တွင်ကိုေးတုံးရှိသည်သူတကာယုံစင်းခြင်းကြမှာမိမိမှာတရားစီရင်၍ကောင်းတုံးဖြစ်လေသည် မောင်လူအေးဤအမူအရာတို့မှာရှေးကနှင့်မတူ ထူးထူးခြားခြားကွဲပြား၍သာလာလေတော့သည်ယုံမှဆင်းသည့်အခါများတွင်၆တွေ့တွေ့ကြီးနေသော အိမ်တို့ပြန်မလာပဲအစိုးရအမှုရမ်းများစူဝေးရာဖြစ်သောအသင်းယုံတို့သာလဲဓာတ်ရိုက်ဆင်း၍သွား၏အသင်းယုံတို့ရောက်လဲဘောလုံးရိုက်ခြင်းဖဲဝိုင်းနေထိုင်ခြင်းဒူရကာဘီလျက် ထိုးဒီကို ထိုင်ကြည့်ခြင်းတို့ဖြစ်သားလဲတနာယီနှစ်နာယီသုံးနာယီလေးနာယီစသဖြင့်အချိန်ကုန်လွန်ခဲ့လေသည်ဤတို့အသင်းယုံတွင်ကစားနေ၌ဒူရကာကစားနေကြသည်ကို ထိုင်းကြည့်နေခိုင်များတွင် စိတ်ပျော်သလိုလိုရှိ၏အသင်းယုံမှအိမ်သို့ ပြန်ရမည်ကိုပင် ကြောက်၏အချိန်ကျလဲမိတ်ဆွေ အပေါင်းတို့လည်းအတီးတီးမိမိတို့အိမ်သို့ ပြန်ကြကုန်၏မောင်လူအေကဒူရကပြန်ကုန်၍တယောက်တည်းကြံတော့မှသာလဲမိမိအိမ်သို့ပြန်တော့သည်ဖဲဝိုင်းတွင်ဝင်၍ထိုင်းနေတော်လဲဖဲကစားခြင်းတွင်ကျွမ်းကျင်သူမဟုတ်သောကြောင့်အရှုံးသားလဲအဖက်တင်၍ အခြားအစိုးရအရာရှိတို့ဤငွေရလမ်းမှာဖြောင်တန်း၍သာနေလေတော့သည်မောင်လူအေးအတင်းတိုက်သူလာဒီကိုမြင်ကြလဲဟော အမဲကြီးဆင်းလာပြီဟု၍ဆိုက ရေမောလေရှိကြကုန်၏ဤသို့နေစဉ်ရက်ဆက်ပတ်စံထွက်လန်းကြီးမှန်နေတော်လဲမောင်လူအေးက အမှုမထားမိမိစိတ်ပြောလင်းကျေနပ်ပြီဟု၍သဘောထားကနေစဉ်ရက်ဆက်အတင်းတိုက်သူတွတ်တွတ်ကြီးသားလဲသွားလျက်နေ၏ ဤသို့အတင်းတိုက်တို့သာလဲနေစဉ်ရက်ဆက်သွားနေတော်သူက အစားအဘယ်မှာမှန်တော့အန်နီအအိတ်ဘယ်မှာလဲမှန်တော့အန်နီ အနေအထိုင်အဘယ်မှာလဲမှန်တော့အန်နီတယံတခါညစာကိုတကောင်ကြော်မှစားတော့ရ၏စာယာမှန်းလဲမသိအိမ်မှန်းယာမှန်းလဲမသိမောင်လူအေးအိမ်ပြန်မလာနိုင်သောကြောင့်တပည့်မောင်ထွန်းဖေတို့ထမင်းချက် စားမိတို့မှတဆောင်ဆောင်နှင့်နေကြကုန်၏ ။ထမင်းများလည်းအေး၍ကုန်ပေပြီ။ဟင်းများလည်းအေး၍ကုန်ပေပြီ။မောင်ထွန်းဘေးတို့မှမောင်လူအေးအားဆောင်စားရင်းပင်မကြမကြအိပ်ပျော်လျက်နေကြကုန်၏။မောင်လူအေးရောက်၍နှိုးတော့မှထကားထမင်းပြင်၍ကျွေးကြလေသည်။အိမ်ပြန်မလာတော့ကြောင့်မွတ်သိပ်စားလောင်ကြတော့လေမိမိတို့ဤတခင်မှစိတ်မကောင်းသောကြောင့်သာလဲအချိန်မဲ့အခါမဲ့လဲပတ်နေသည်ဟုအလိုက်တီစွာနှစ်ပင် တဲကြီးခံကနေကြကုန်၏မောင်လူအေကမိမိအချိန်အခါမရှိလဲပတ်ခြင်းအချိန်အခါမရှိ စားတောက်ခြင်းအချိန်အခါမရှိယုံတက်ခြင်းအချိန်အခါမရှိ အလုတ်လုတ်ခြင်းတို့မှာမကောင်းဟူ၍သိ၏သို့သောမိမိစိတ်ကိုမိမိမနိုင်လွတ်၍သာထားရလေသည်တပည့်တို့လည်းအလိုက်တိစွာစိတ်စိတ်ပင်နေကြကုန်၏ မိမိတို့ဒီလဲစိတ်ညိုညင်ခြင်းမဖြစ်စေရန်သာလဲရှေးကထက်ဂယုစိုက်ကပြုစုရှာကြလေသည်သို့နှင့်ပင်သုံးလလွန်မြောက်ခဲ့၏ထို့နောက်လေးလထို့နောက်ငားလနောက်ခြောက်လခုနှစ်လစသဖြင့်လာပေါင်းများစွာ ကုံလွန်ခဲ့၏ဤသို့ရက်ပေါင်းလာပေါင်းများစွာကုံလွန်၍ကုံလွန်၍လာလျာမိမိစိတ်အနှဲငယ်ဖြေနိုင်လေသည် မမြတန်းဤယူပါယုံမှာမိမိဤမျက်စီထမ်းမှဒဇဒဇပြောက်၍သွား၏ခยีသွားသူသည် သွားလေသွားလေမိမိရှေးဥစ၍လာသောနေရာအရက်မှဝေး၍ဝေး၍သွား၏ဤတို့ဝေး၍ဝေး၍သွားလေခยีတဲဤမျက်စီထဲမှ၎င်းနေရာမှမှုံ၍မှုံ၍သွားတကဲ့သို့အချိန်ဒီဟူသောခยีတွင် သွားနေရသော မောင်လူအေးဤစိတ်ထဲတွင်လည်း ရှေးအဖြစ်အပျက်များသည်မှုံ၍မှုံ၍သွား၏။တေသောသူကြာလင်မေ့ဆိုသော ရှေးလူကြီးတို့၏စကားသည်တနေ့တခြားမှန်စပြု၍လာ၏။ပူဆွေးခြင်းယောဂါလွမ်းဆွတ်ခြင်းယောဂါတို့ကို အချိန်ဒီဟူသောဆေးမှတပါအခြားမြည်သည့်ဆေးဖြင့်ကုသနိုင်အပ်၏။မောင်လူအေး၏ပူဆွေးခြင်းလွမ်းဆွတ်ခြင်းစိတ်တို့မှလည်းအချိန်ဒီဟူသောဆေး၏တကူကြောင့် တဖြည်းဖြည်းပျောက်ကင်းလျက်လာ၏ဤကမြည်သူမျှမလွန်ဆန်နိုင်သောဓမ္မတာပေတည်းဤတို့တစတစလွမ်းဆွတ်စိတ်ဆွေးစိတ်များပျောက်ကင်း၍လာလျာမောင်လူအေးမှယုံတက်ချိန်မှန်၍လာ၏စားချိန်တောက်ချိန်မှန်၍လာ၏အိမ်ပြန်ချိန်မှန်၍လာ၏အိတ်ချိန်မှန်၍လာ၏အသင်းယုံတို့လည်းရှေးကကဲ့သို့မတော်အသင်းသားတို့လည်းရှေးကကဲ့သို့ မောင်လူအေးထံမှ ငွေလွယ်လွယ်ကူကူမရတော့ကြည်တနေ့တနိုင်အစိုးရယုံတစိမ့်ဖြစ်စာရဆောင်ရောက်ရွေလာ၏၎င်းစာက မောင်လူအေအာမြို့သူပြောင်းရွှေ့သော အမိန်စာဖြစ်လေသည်အီစာကိုရပြီးနောက်ပြောင်းရွှေ့ရန်စီမံ၏မကြာမီပင် ထိုမြို့သူရောက်၏အတန်ကလေးကြာလင်ရှေးနေရာဟောင်းဒီ၎င်းရှေးကအဖြစ်အပျက်တို့သည်၎င်း မောင်လူအေးစိတ်ထဲမှာဝေး၍ဝေး၍သွားတော့၏ နေရာတစ်တို့ရောက်လင်မိမိကိုကို လူတစ်ကဲ့သို့ထင်မှတ်မိ၏ဘဝပြောင်းသွားတဲ့ကဲ့သို့လည်းထင်မှတ်၏ဇောကြီးများတဘွားရဲတွင်နှစ်ခါဖြစ်ပြောင်းသည်ကို တွေးမိ၏မောင်လူအေအားတယောက်တည်းထားရသည်ကိုမိဘဆွေမျိုးများကစိတ်မချမကြမကြစာအားဖြင့်အစ်ထူထောင်ရန်တိုက်တွန်းကြ၏မိမိကိုယ်တိုင်ကလည်းတယောက်တည်းနေထိုင်ရခြင်း၏ဒုက္ခကို ဒိဋ္ဌတွေ့ကြုံရပေ၏မိမိနေထိုင်ရာအစိုးရအိမ်မှာလဲကြီးကကြီးပါပြီတဲ့ထိုအိမ်ကြီးတွင်တယောက်တည်းနေထိုင်ရသည်မှာပြင်းတင်းတင်းရုံးမအိမ်ပြန်ချင်းတွင် စကားပြောဖို့မရှိတယောက်တည်းကြောင်တောင်တောင် ထိုမျိုးတို့ရောက်စဖြစ်သောကြောင့်အတီအကျွမ်းဆို၍မရသည် ရှေးရည်နောက်ရည်တို့ကိုတတွေးတဲ့တွေးလျက်နေ၏ဤသို့တွေးတော်သောအခါများတွင်မမျက်တမ်းအားလဲစဉ်းစားမိ၏ မမြတန်းကမပြန်တော့လမ်းကိုသွားလိပြီမိမိဆွေးနေလွမ်းနေတော့လဲပြန်၍လာတော့မည်မဟုတ်ကောင်းမွန်သော အဖြစ်ကိုရပါစေဟု၍သာဆုတောင်း၏မိမိနှင့် မောင်နှမနီးဆက်တော်သူခင်တန်းမြင့်ကလေးကိုလည်းမကြမကြာစဉ်းစားမိ၏ခင်တန်းမြင့်ကလေးကအသက်20ခန့်သာရှိသေး၏ငယ်စဉ်က တခါနှခါမြင်ဘူးလေသည်ယခုအပြိုပေါ်ဝင်မှတခါမျှမတွေ့ရသည် သို့ပင်မတွေ့မမြင်ရသေးတော်လဲမိမိဤနှမတင်တင်ကခင်တန်းမြင်ကလေးလှချောင်းချောချောင်းကို မကြမကြစာဖြည့်ရေးဘူး၏မကြမကြနှုတ်ဖြစ်လဲပြောဘူး၏တင်တင်ကလည်းခင်တန်းမြင်ကလေးနှင့်များစွာသဘောတူ၏မိမိဤမိဘဆွေမျိုးတို့ကလည်းသဘောမတူစရာအကြောင်းမရှိ ရခင်ကမမြတန်းနှင့်မရမီကပင်ခင်တန်းမြင်ကလေးနှင့်ကြောင်းလန်းဘူး၏သို့သောခင်တန်းမြင်ကလေးမှာငယ်သေးသောကြောင့် အကြောင်းမညီညွတ်ဖြစ်ခဲ့လေသည်။သူမသိငါပိုဆိုးသောတပတ်တန်မြစ်တာပင်ကလေးကို မောင်လူအေးပြိုးထောင်မိ၏။ထိုမြစ်တာပင်ကလေးမှာတစတစကြီးမား၍လာခဲ့၏။စိန်ငိန်ချင်းဟူသောမြေဩဇာကို မကြာမကြာပေးသောကြောင့်၎င်းမြစ်တာပင်ကလေးမှာအကိုင်းအခတ်တွေဝေ၍ဝေ၍လာ၏။ခေတမ်းမြင်ကလေးအကြောင်းကိုတယောက်တည်းစဉ်းစားကအိမ်ရှိဝရဏတွင် ခင်းထားသောပလက်ကလထိုင်ပေါ်တွင်အိပ်ပြော၍နေသည်မှလည်းမကြမကြခင်တန်းမြင့်ကလေး၏မျက်နှာသားမျိုးကို စိတ်ကူးကြည့်၏နောက်ဆုံး၌ခင်တန်းမြင့်ကလေးနှင့်စိစက်ပင်းရန် တင်တင်သို့စာလှမ်း၍၏အတန်းကြာအောင်စာမပြန်သောကြောင့်မောင်လူအေးမှစိတ်ပြက်မိ၏တင်တင်ထံစာခဏခဏပေးလေသည်နောက်ဆုံး၌တင်တင်ထံမှ စာရဆောင်ရရွေလာ၏ ိမ်ရှိခန်းတွင်ခင်းထားသော ပက်လက်ကလတိုင်းပေါ်တွင်ထိုင်က secret တလေးကိုဖွာရင်းစာကိုဖက်လျက်နေ၏ secret မှထွက်သောမိโกတို့ကိုစိုက်၍ကြည့်၏ထိုမိโกတို့အကြားတွင် အမျိုးမျိုးသောစိတ်ကူးများပေါက်၍နေ၏စိတ်ကူးထုတ်သလောက်သာအကယ်ဖြစ်မူကားမြည်မြကောင်းမြည်နီဤသို့စိတ်ကူးထုတ်၍ကောင်းနှုံးမှာပင်စူညံစူညံနှင့် လူတစု ဝင်လာသောကြောင့် အေကန်းထွက်ကခရီးဥကြူပြူ၏မိမိ၏စိတ်ကူးနန်းတော်ကလည်းဖယိုဖယဲပြိုကွဲပျက်စီး၍တွားလီတော်တည်းအားလုံးပဲကျင်းနဲ့နှစ်တန်နိုင်ကြပါသည်ရှင်မိတ်ဆွေတို့ရေစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းပေါင်းနှင့်တလုံးတူရတဲ့ပြည့်စုံနိုင်ကြပါသည်ရှင်